ဆီးရီးယားပိုင်နက်ထဲမှာဖြန့်ကျက်ထားတဲ့လက်နက်စနစ်တွေကိုဒေချောင်းကနေတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း Israel စစ်တပ် IDF ကအတည်ပြုခဲ့ပါတယ်။ဂျော်လာ၃ရက်နေတုန်းကဆီးရီးယားပိုင်နက်ထဲကနေပြတ်ခတ်ခဲ့တဲ့ဒုံးကျည်နစီက Israel မှာကြောက်ရောက်ခဲ့တဲ့နောက်အဲ့ဒီလိုလက်တော့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ IDF ကပြောပါတယ်။ Israel နိုင်ငံသားရဲ့ဝန်ကြီးဌာနကဆီးရီးယားတောင်ပိုင်းမှာ Israel ရဲ့တိုက်ခိုက်မှုတွေကြောင့်လူအသက်တွေနဲ့ရုပ်ဝတ္ထုပစ္စည်းတွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ထုတ်ပြန်ပြီးအစ်စရေးဟာဒေတာရဲ့တင်းညံရင်းကိုပြတ်ပြားအောင် ကြံဆောင်နေတယ်လို့ဆွတ်ဆွဲသွားပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးကတော့ဆီးရီးယားနိုင်ငံပိုင်နက်ထဲကနေအစ္စရေးဘက်ကိုဒုံးကျည်တွေနဲ့လှမ်းပစ်တဲ့ဖြစ်ရအတွက်လက်ရှိဆီးရီးယားသမ္မတအမတ်အရှာရာကတာဝန်ယူဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်။ဆီးရီးယားမှာအာနာရှင်သမ္မတဟောင်းဘာရှာအရာဆက်ရဲ့အဆိုအရကိုတော်လိုင်းရင်အားစုတွေကပြီးကြတဲ့နှစ်ကောင်ပိုင်းမှာဖြုတ်ချခဲ့ပြီးတဲ့နောက်အစ္စရေးနဲ့ဆီးရီးယားတို့ဟာတင်းမာမှုတွေကိုရှော့ချဖို့နောက်ွယ်မှာဓာတ်ရိုက်မဟုတ်တဲ့ညှိနှိုင်းမှုတွေအရှိန်မြှင့်လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့ပြီးကြတဲ့ရက်ပိုင်းတွေအတွင်း အစ္စရေးဟာဆီးရီးယားပိုင်နက်ထဲမှာစစ်ဆင်တိုက်ခိုက်မှုတွေကိုပုံမလုံဆောင်လာတယ်လို့ဆိုပါတယ်။ဂျော်လာ၃ရက်နေ့ကဆီးရီးယားတောင်ပိုင်းမှာရှိတဲ့ကူနီထရာမြို့နယ်ဒါရာဒေသတွေမှာပောက်ကွဲတံကြားခဲ့ရတယ်လို့မျက်မြင်တွေရဲ့အဆိုကိုကိုးကားပြီးဆီးရီးယားလူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကပြောပါတယ်။ဆီးရီးယားနိုင်ငံသားရေးဝန်ကြီးဌာနကတော့အစ္စရေးရဲ့ရန်လွှမ်းမှုတွေဟာဆီးရီးယားအချုပ်ချာအာဏာပိုင်ဆိုင်မှုကိုပြောင်ပြောင်တင်းတင်းရန်ဆောင်ကျူးကျော်တဲ့အဓိပ္ပာယ်ဖြစ်ပြီးဒေသရဲ့အသင်းမှမှုတွေကိုပုံမဆွေးလာစေနိုင်ကြောင်းဝေဖန်ထားပါတယ်။ အစ္စရေးတိုက်ခိုက်မှုကြောင့်ဆီးရီးယားမှာလူပဏ္ဏရောက်အသေးပြောက်ရှိခဲ့တယ်လို့ဆိုတာကိုမသိရသေးသလိုအစ္စရေးဆွတ်ဆွဲသလိုဆီးရီးယားဘက်ကဒုံးကျည်နှစင်းပြတ်ခတ်ခဲ့တယ်ဆိုတာဟာဘယ်အဖွဲ့အစည်းလက်ချက်လဲဆိုတာကိုအတိမပြုနိုင်သေးပါဘူးဒုံးကျည်တွေဟာအစ္စရေးပိုင်နဲ့တဲကလူမရှိတဲ့ကွင်းပြင်တွေမှာကြာရောက်ပောက်ကွဲပြီးထိခိုက်မှုမရှိခဲ့ဘူးလို့အစ္စရေးကပြောပါတယ်ဒါဟာအာဆက်အစိုးရပြောလဲပြီးတဲ့နောက်ပိုင်းဆီးရီးယားဘက်ကနေအစ္စရေးကိုပထမဆုံးအကြိမ်ဒုံးကျည်ပြတ်ခတ်မှုတွေလို့လဲအစ္စရေးမီဒီယာတွေကဖော်ပြခဲ့ပါတယ် ဆီးရီးယားအစိုးရကတော့နိုင်ငံပိုင်နဲ့ထဲကနေအစ္စရေးဘက်ကိုဒုံးကျည်တိုက်ခတ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်ကအတည်ပြုလို့မရနိုင်သေးဘူးလို့မှတ်ချက်ပေးထားပါရှင်။